မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်မှာစစ်တပ်ကစစ်ကြောင်းထိုးပြီးပြည်သူ၄ဦးကိုတပ်ဖြတ်ကနေအိမ်73လုံးထပ်မံနေမိရှုဖျက်ဆီးခဲ့ကြောင်းဒေသနေပြည်သူတို့က VOM သတင်းဌာနထံသို့ပြောကြားလာပါတယ်တော်တော်များများတော့ပြန်စီးတယ်တော်တော်များများကိုမဟုတ်ဘူးမှာသူတို့ကကျွန်တော်ပြအောင်မရှိရင်ကျန်တာတော့ဘာမှကိုမရနိုင်တော့ ိတ်တိမ်ကိုမီရှုပ်ပြီးဆိုရင်ကြာတစ်ခုမှရှိရတယ်ဇွန်လ16ရက်နေ့ရေနံချောင်းမြို့မှာထွက်လာတဲ့ခလာရ88ခလာရ80ခေါ်ခလာရ73ပူပေါင်းစစ်ကြောင်းကစကန်းကန်အုံစုကန်တာရွာတစ်ကျေးရွာတို့ဝင်ရောက်ပြီး3ည8တဆွဲကပြည်သူ့နေအိမ်ဆက်လုံးထမင်းလေးကိုမိရှုဖျက်ဆီးသွားကြောင်းမကြီးကန်အုံစုလုံချိုကျေးရွာကိုဝင်ရောက်တဆွဲခဲ့ကြောင်းသိရပါတယ်။အခုဝင်လာတဲ့စစ်ကြောင်းကလည်းစကန်းကန်အုံစုကန်တာရွာတစ်ကျေးရွာကိုအနည်းဆုံးနေရတော့ဆက်လုံးဝင်ကျင်ရှိမယ်မိရှုဖျက်ဆီးထားတာ နေအိမ်စံလုံးဆိုတာတော့ခံမှန်းစီပေါ့သူတို့နေခဲ့တဲ့3ရက်အိတ်4ရက်တွင်မှနေတိုင်းလူလူမီးရှူတာပါကန်တာရွာတိကနေထွက်လာတဲ့နေမှာလဲထပ်ပြီးတော့မီးရှို့ခဲ့တည်ရလို့ဒေတာနေပြည်သူတို့က VOM တို့ပြောကြလာပါတယ်အလားတူပြီးခဲ့တဲ့မေလ29ရက်နေ့ကရှင်နန်ကျောင်းမြို့နယ်မကြီးကန်အုပ်စုလုံချိုကျေးရွာကိုဝင်ရောက်လာတဲ့အကြမ်းမတ်စစ်တပ်စစ်ကြောင်းကပြည်သူ3ဦးကိုတပ်ဖြတ်ပြီးတော့နေအိမ်3လုံးကိုမီးရှို့ဖျက်ဆီးသွားကြအလားတူအင်တော်အုပ်စုအင်တော်ကျေးရွာကိုဆက်လက်ဝင်ရောက်ပြီးတော့ ပြည်သူတူးကိုတပ်ဖြတ်သွားကြောင်းသိရပါဗျ။ရေနံကြောင်မြို့နယ်အတွင်းမှာစစ်တပ်ကစစ်ကြောင်းထိုးနေမှုကြောင့်ကျေးရွာဆယ်ခုထပ်မင်းနယ်ပြည်သူများမှာမိုးရဲရိတဲ့အရေးပေါ်စစ်ပင်းရှောင်နေရပြီးတော့စစ်ပင်းရှောင်နေရတဲ့ကာလမှာကြာမြင့်နေတာဖြစ်လို့အရေးပေါ်စေဝါစားနပ်ရိက္ခာတွေလိုအလျက်ရှိကြောင်းသိရပါဗျ။